တရုတ်နိုင်ငံကိုစစ်ကောင်းဆောင်ကကျေးဇူးရှင်လို့မြင်နေပေမဲ့ပြည်တွင်းကိုရောက်လာတဲ့တရုတ်လူမျိုးတွေကမြန်မာမျိုးသမီးတွေကိုဇနီးသားမယားအဖြစ်စီးယုံခေါ်ဆောင်ပြီးရောင်းစားနေတာကြောင့်ဒါရီကိုသတိထားဖို့စစ်ကောင်စီရဲ့ပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကပြောပါရယ်။ ။နေပြည်တော်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အရိန်မာခမ်းမောင်မောင်ဇွန်လ24ရက်နေ့ကပြုလုပ်တဲ့လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ပတ်သက်တဲ့ကော်မတီအစည်းအဝေးမှာအခုလိုပြောလိုက်တာဖြစ်ပါတယ်။2024နဲ့2025ခုနှစ်ထဲမှာလူကုန်ကူးမှု68မှုရှိခဲ့ပြီးအများစုဖြစ်တဲ့48မှုကတရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရတဲ့အမှုတွေဖြစ်တယ်လို့ဆိုပါရစေ။ အဲ့ဒီတရုတ်လူမျိုးနဲ့ပတ်သက်တဲ့အမှုတချို့ကစစ်တပ်နဲ့ပတ်သက်နေတဲ့အတွက်အရေးယူဖို့ခက်နေတယ်လို့ရဲအရာရှိတယောက်က TV ကိုပြောပြပါဗျ။ရဲတပ်ဖွဲ့အနေနဲ့တရုတ်နိုင်ငံသားကိုဖမ်းမယ်ဆိုရင်စစ်တပ်ကိုအရင်အသိပေးဖို့လိုပြီးအဲ့ဒီလိုကြိုးပြီးအသိမပေးဘဲဖမ်းရင်ထုချေလွှာတင်ရတယ်လို့လည်းပြောပြပါဗျ။ဒါပေမဲ့ဖမ်းဆီးဖို့စစ်တပ်ကိုကြိုးပြီးအကြောင်းကြားရင်လည်းကျူးလွန်တဲ့တရုတ်နိုင်ငံသားတွေကိုပြန်လွှတ်ပေးရတာများတယ်လို့ဆိုပါဗျ။စစ်ကောင်စီပြည်ထောင်ဝန်ကြီးဌာနကစီးရင်စရာတွေအရာ 2024ခုနှစ်ကနေ2025ဇွန်လအထိလူကုန်ကူးမှု68မှုကိုအရေးယူနိုင်ခဲ့ပြီးအဲ့ဒီထဲမှာတရုတ်နိုင်ငံ48မှု၊လာအိုနိုင်ငံက1မှု၊ကမ္ဘောဒီးယားက1မှုနဲ့ပြည်တွင်း18မှုလို့ပါဝင်ပါတယ်။အမှုအမျိုးသားအနေနဲ့လည်းအာဓမလက်ထက်စေမှုပြည်တစာအဖြစ်အာဓမခိုင်းစေမှုအငါးကိုဝင်ဆောင်ခိုင်းမှုတွေပါဝင်တယ်လို့ဒူးဝင်ကြီးကပြောခဲ့ပါတယ်ရှင်။